။အော်ကပြောလိုက်အောင်နော်။ရွှေတောင်ကြားတွေဘာတွေလာမပြောနဲ့လို့ကိုမန်းလေးထဲမှာရောက်နေတဲ့အချိန်ဖိတ်ခေါ်ပါတယ်လို့နော်။အေးတင်ကိုတော့စိန်ခေါ်ရင်တိမ်ပေါ်ထိတော့လိုက်တယ်။ရွှေတောင်ကြားတွေဘာတွေလာပြောမနေနဲ့လို့နော်။စားရှိလို့မန်းလေးမျိုးလာနေမိမလားလို့မျက်နှာချင်းဆိုင်လာဆိုင်မှာလို့စားရှိလို့မန်းလေးမျိုးလာနေတဲ့အချိန်မှာမျက်နှာချင်းဆိုင်လာဆိုင်မှာ အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့မန္တလေးမှာရောက်နေတဲ့သမီးဆိုးကိုဒဲလာရှင်းမှုအေတင်ကိုစိန်ခေါ်လိုက်တည်မှုအဆုံးထိနားဆင်ဝေဖန်သုံးသပ်ပေးသွားကြပါဦးခင်ဗျာခင်ရတဲ့မိတ်ဆွေတွေရှိတယ်အပေါင်းအသင်းတွေရှိတယ်ဟုတ်ကဲ့နော်ဒီလိုအပေါင်းအသင်းတွေမိတ်ဆွေတွေနဲ့တော့ကျမတို့မျက်နှာချင်းမဆိုင်ရဲရအောင်ပါဒီကျမတို့ဌာနဆိုင်ရာပြည်မှာလေကျမတို့ရဲ့ခင်မင်းရနော်ခင်မင်းရတဲ့လူကြီးတွေအများကြီးရှိတယ်လေဒါကျမတို့လုပ်ငန်းလုပ်နေတဲ့သူနော်လုပ်ငန်းလုပ်နေတဲ့သူတွေဖြစ်တဲ့အလေရောက် ကျမတို့မှာပေါင်းတဲ့မိတ်ဆွေဆိုတာရှိတာနော်အဲ့ဒီလိုမျိုးကျမတို့တွေရဲ့မိတ်ဆွေတွေနဲ့တော့ကျမတို့မှာနော်လူကြားထဲမှာဆိုရင်တော့ဥပမာလက်ဖက်ဆိုင်တစ်ဆိုင်မှာတော့ကျမတို့အတူတူမထိုင်ရရလောက်အောင်ထိလူတယောက်ကိုထိုးနှက်ခဲ့တာနော်လူတယောက်ကိုထိုးနှက်ခဲ့တာအဲ့တော့ပြောမယ်ပြောချင်တာကလေအဲ့ဒါဆိုရင်တရားဆွဲလိုက်ပေါ့ဆိုတဲ့စကားလုံးလာမှာပေါ့နော်တရားမဆွဲဘူးကျမတို့ကတရားမဆွဲဘူးတရားဆွဲရင်ထောင်သုံးနှစ်ပဲကြာမှာကျမလည်းလှုပ်ရှုပ်တယ်ကျမတရားရုံးနဲ့ခဏခဏသွားနိုင်တယ် နော်တရားဆွဲတဲ့လုပ်တွေပါလေကျမကျမဘက်ကနေတော့စတင်ပြီးဘယ်သူ့ကိုမှမလုပ်ဘူးမလုပ်ဘူးကျမကိုစလုပ်လာပြီဆိုရင်လည်းကျမရေစုံကြီးစုံလုပ်လိုက်လုပ်တတ်တယ်အဲ့အချင်းတော့ကျမမှရှိတယ်ကျမက အမားနဲ့အောင်အမတန်နေတယ်အမားကိုကျမနေနိုင်တယ်လောက်နေအောင်နေတယ်ကျမကိုလုပ်လာပြီဆိုရင်လည်းကျမနေရအောင်နော်အဲ့တော့ဟိုပေါ့နော်ရွှေတောင်ကြလိုက်ခဲ့လို့ငွေတောင်ကြလိုက်ခဲ့လို့လည်းလာမခေါ်နဲ့အခုငါတို့မန်းလေးကိုရောက်နေတာနော်မန်းလေးဒီနေ့ငါဖိတ်တဲ့ပွဲမှာ မလာနိုင်ရင်မနေ့ကနေ့ရဖန်မီတင်ပွဲကိုငါလာမယ်လိပ်စာတိကြလာပြီငါလာမယ်ဟုတ်ပြီလားနော်အဲ့တော့ဟိုလိုင်းပေါ်ကနေပြီးတော့အာမချောင်နဲ့အာချောင်ခဲ့တဲ့မြတ်စကလုံးတိုင်းနဲ့ဖြည့်ရှင်းနော်အာချောင်ခဲ့တဲ့မြတ်ကိစ္စရရဲ့ဖြည့်ရှင်းတတိပြတတိတခုချင်းပြနော်ကိုပြောခဲ့တဲ့စကလုံးတိုင်းစကလုံးတိုင်းတတိတခုချင်းထုတ်ပြဟုတ်ပြီလားအဲ့တော့နော်အခုဟို ော်စကလုံးတိုင်းပေါ့နော်ကိုယ့်ရဲ့စကလုံးတိုင်းမှာဟုတ်တယ်ပုံမှန်ရှိတယ်နော်စကလုံးတိုင်းမှာပုံမှန်ရှိတယ်အဲ့တော့ပြောပြချင်တာကလေအဓိကကိုပြောလို့ရတယ်ငါကနော်တခြားနိုင်ငံမှာပဲနော်ငါပြောချင်တိုင်းပြောပလိုက်မယ်အခုအเจ้าမျိုးမျိုးတွေကြောင့်သူ့ရဲ့အเจ้าကိုပါဆိုတော့မသိဘူးနော်အเจ้าမျိုးမျိုးတွေကြောင့်ကိုပမာပြီးပြန်ရောက်လာတော့ ကိုပလူတွေနင်ပြောခဲ့တဲ့မြစကလုံးတိုင်းနင်လုခဲ့တဲ့မြအပြုမူတိုင်းခေါနဲ့သားသမီးကိုနင်အမြဲတမ်းစိတ်ဆင်းရဲတော့ကရောက်စီခြင်းနဲ့နင်ရဲ့ရုပ်မာတဲ့စိတ်တွေဟာနင်ကိုတံပြန်အကျိုးပေးနေပြီတံပြန်အကျိုးပေးနေပြီနော်အဲ့ဒါကဘာလဲဆိုတော့လောကကနင်ကိုရိုက်တဲ့ဝတ်ဆိုတာပဲနော်အဲ့တော့ဒီပေါ့နော်ဒီမီဒီယာတွေမှာဒီအွန်လိုင်းတွေမှာဟာနော်ဟာငါပြောပလိုက်မယ်ဘာဖြစ်လဲ ဒါပြောပြလိုက်မယ်ဘာဖြစ်လဲဆိုတော့သူတွေ့လေเนาะဒီရဲ့ပုံပမာကိုကြည့်ကြပါဒီပုံပမာကိုကြည့်ကြပါเนาะဝတ်ဆိုတာလေရင်တိတိကျကျလေရာတိတိကျကျလေရာဆိုတာလက်တွေ့ပြသွားတာဖြစ်ပါတယ်အကယ်အလုံးကျမလို့ချမ်းသာကြပါစေเนาะကဲကျမတို့တော့စားလိုက်တောက်လိုက်အောင်ရှင်ရွှေဘက်မှာရှိပါသေးတယ်၄နာရီထိုးပေးမယ်ဆိုမယ်ကျမစားအောင်တောက်ပါပါသားလို့မြန်မြန်လေးချပေးနော်ကလေးတွေကအခုချိန်ကြီးကိုဟင်းပွဲမဆောင်သေးဘူး၄နာရီထိစောင့်တာဆိုတော့ကျွန်မဟင်းပူပူလေးဖြစ်အောင်လို့စောင့်ခိုင်းနေတယ် အခုမှစဆောင်းပါကျေးဇူးတင်ပါတယ်။အော်ကပြောလိုက်အောင်နော်။ရွှေတောင်ကြားတွေပါလေလာမပြောနဲ့လို့ကို့မန်းလေးထဲမှာရောက်နေတဲ့အချိန်ဖိတ်ခေါ်ပါလေလို့နော်။အေးတင်ကိုတော့စိန်ခေါ်ရင်တိမ်ပေါ်ထိတော့လိုက်တယ်။ရွှေတောင်ကြားတွေပါလေလာပြောမနေနဲ့လို့နော်။စားရှိလို့မန်းလေးမျိုးလာနေမိမလားလို့။မျက်နှာချင်းဆိုင်လာဆိုင်ပါလို့။စားရှိလို့မန်းလေးမျိုးလာနေတဲ့အချိန်မှာမျက်နှာချင်းဆိုင်လာဆိုင်ပါလို့နော်။နော်။မျက်နှာချင်းဆိုင်လာဆိုင်ပါလို့နော်။ ကိုဖိတ်တဲ့ဒီနေ့ကိုဖိတ်တဲ့ပွဲကိုသူမလာနိုင်ရင်မနေ့ဖန်လေးရက်နေ့သူမီတင်လုပ်မယ်ဆိုတဲ့ပွဲကိုကျမတက်ပါမယ်လို့ဖိတ်ဖိတ်မဖိတ်ဖိတ်တက်မှာလို့ကိုကိုပြောခဲ့တဲ့စကားလုံးတွေကိုဖြည့်ရှင်းဖို့အတွက်ကိုလာခဲ့မယ်လို့တပြောလိုက်အောင်တတ်သိရှိရင်ဖမ်မီတင်ပွဲကဘေးနေရာဘယ်နှလန်းဘယ်ဟိုတယ်မပလို့လုပ်မယ်ဆိုတဲ့အကြောင်းကိုတရားဝင် official ကြောင်းညာပါလို့အဲ့ဒီလိုမှမကြောင်းညာခြင်းဘူးဆိုရဲအစ်တင်ကိုကိုတိတက်လာပြီးတော့ပြောပါလို့ မစင်ကြမတော့၎င်းအတင်ကိုရဲ့ရုံဖုန်းလေးလုံးဖြစ်တဲ့ငါတက်တုံသားလေးတချောင်း၅၄၈၈၃၀၅၄၅၉လေးရှစ်ငါ၃နှစ်၃နှစ်၉နှစ်ဆိုတဲ့ဖုန်းနံပါတ်ဒီမှာလာရောက်ပြီးပြောနိုင်ပါတယ်လို့အားလုံးကျမလို့ချမ်းသာကြပါစေခုနသားသမီးပေါင်းအားလုံးလည်းဒါလေးကိုသင်ခန်းစာယူပြီးတော့နော်လောကမှာမိမိရဲ့နှုတ်ဝစီစောင့်ထင်းခြင်းကိုနော်မိမိရဲ့နှုတ်ဝစီကိုပဲအဲစောင့်ထင်းပြီးတော့တပ